မင်္ဂလာပါမစ္စတာဘူကီပါဒီည UCL ပွဲစဉ်တွေကိုကျွန်တော်အကြိုက်တွေရှိတယ်ဒီဗီဒီယိုမှာကျွန်တော်အကြိုက်တွေကိုအတူကျုံးလေးပြောသွားပါမယ်ဒီည UCL Telegram လေးတင်လေးတင်မောင်းတင်ပေးထားပါတယ်ကျွန်တော်အကြိုက်ပေါ့နော်အဲ့လေးတင်မောင်းကျွန်တော်တော်တော်ကြိုက်တယ်ဒီညလေးတင်မောင်းပေါ့မလားတော့မသိဘူး ဒီည UCL လက်ဆောင်တပွဲကျွန်တော်တင်ပါဦးမယ် Telegram လက်ဆောင်တပွဲအဲ့ဒါဒါကြောင့် UC ကျွန် Telegram channel ကိုဒီဗီဒီယိုအောက်က comments မှာ link ချပေးထားပါတယ်အဲ့ရနေတစ်ဆင့်ကျွန်တော်ဒီညရဲ့ UCL တင်ပေးထားတဲ့လေးတင်မောင်းသွားထိုးပါဟိုပြီးတော့ဒီည Telegram tip ကိုလည်းလာပြီးတော့ယူလှည့်ပါ မနေ့ညကျွန်တော် Telegram tip ကတော့ AC Milan goal ball ဖြစ်ပါတယ်ဆိုတော့မနေ့ညတနင်္လာညကလည်း AC Milan ကိုပေါ်ရတယ်ပေါ့နော်ဟိုတနေ့ညကတော့ကျွန်တော် Celta Vigo ရတယ်ဒါပေမဲ့အစောပဲ Fulham နဲ့ကြတယ်နော် Telegram တနေ့ကနေနှစ်နှစ်ကွက်တင်ပြတာပေါ့ဆိုတော့ဒီညကျွန်တော် Telegram လက်ဆောင်တစ်ပွဲရှိမယ်လေးတင်မောင်းတစ်ပွဲရှိမယ်ပေါ့နော်ဆိုတော့ Telegram ကိုလာခဲ့ပါဒီဗီဒီယိုအောက်က comments မှာ link တွေရှိပါတယ်ကျွန်တော်တို့ဒီညအစောဆုံးပွဲ Carrot MRT နဲ့ Olympia Cos Bayern နဲ့ Sporting ပေါ့နော် ဒုတိယပွဲဘိုင်ယန်နဲ့စပိုတင်ဒီပွဲမှာတော့ဒါပေမဲ့ဒီညမှာဘိုင်ယန်မြူနစ်ဂိုးအောက်နဲ့ဘိုင်ယန်မြူနစ်အောက်ဆုံးကတော်တော်အားကောင်းတယ်ပြောချင်တာစပိုတင်လစ်စပွန်နဲ့စပိုတင်လစ်စပွန်နဲ့ဂိုးအောက်ပေါ့နော်စပိုတင်လစ်စပွန်နဲ့ဂိုးအောက်ကတော်တော်အားကောင်းတယ်လို့ပြောရမှာပါဘာဖြစ်လို့လဲဆိုတော့စပိုတင်လစ်စပွန်ဘိုင်ယန်မြူနစ်အနေနဲ့လက်ရှိ UCL အလုံးပေါင်း၅ဘွဲ့ကန်ထားတာမှာ၄ဘွဲ့နိုင်ပြီးတော့၄ဘွဲ့ကဘောရောကြီးရောနိုင်တယ်ပြီးတော့တပွဲကြသွားတယ်ကြသွားတာ Arsenal ကိုရှုံးတာ3-1နဲ့အဲ့ပွဲမှာ goal goal ထပ်ပေါ်တယ်အဲ့တော့ Bayern Munich က UCL goal ပေါ်တာ၅ဘွဲ့စတိုက်ရှိသွားပြီပေါ့နော် goal ပေါ်တာ၅ဘွဲ့စတိုက်ရှိသွားဆိုပြည်တွင်းပွဲမှာလေဘိုင်ယန်မြူနစ်ကလက်ကြည့်စရာမလိုဘူးเนาะကိုးပေါ်ကြီးပဲစော့တာအနည်းဆုံး၃ခုရောက်တယ်ပေါ့ဗျာအဲ့တော့ ဒီနေ့ပွဲမှာဘိုင်မြူနစ်ရဲ့ body ဈေးနှလုံး AS Sportium ပေးတာနှလုံး40နိုင်ကိုပေါင်းစီ3လုံး60ရှုံဒီပွဲမှာတော့ကျွန်တော်ကကိုပေါင်းအောက်ကိုဖမ်းကျင်တယ်ဘာကြောင့်လဲဆိုတော့ဘိုင်မြူနစ်ပွဲဒီဟိုတပွဲတည်းရှိတဲ့ပွဲစဉ်ဒီညရဲ့ပွဲစဉ်စရာအရာတပွဲတည်းကံမဲ့အချိန်စရာအရာပေါ့နော်တပွဲတည်းကံမဲ့ပွဲဖြစ်နေတယ်အစောဆုံးပွဲက Carrot MRT Olympia Course ြီးွားရင်ဘိုင်ယန်မြူနစ်ပွဲလာမယ်ပြီးတော့မှဂျန်တဲ့ပွဲတွေအကုန်လုံးနောက်ဆုံးမှကံဆိုတော့တပွဲတဲ့ကံတဲ့ပွဲတွေမှာထိုးသားတွေကအပေါ်ဆုံးတွေကိုအရန်ထိုးလာပြီဆိုရင်အဲ့ပွဲတွေမှာဘူကီတွေကသူတို့ကနန်းနန်းနင်းနင်းနဲ့လောက်တပြုတ်တက်တယ်ဗျာကျွန်တော်ကျွန်တော်ဒီပွဲကိုဘိုင်ယန်မြူနစ်ဂိုးအောက်ကိုကျွန်တော်ကြိုက်နေတယ်ဘိုင်ယန်မြူနစ်ဂိုးအောက်ကြိုက်တယ်ပြီးတော့ Sporting Lisbon Body ကိုပါကြိုက်တယ်ဒါပေမဲ့အဓိကကတော့ဘိုင်ယန်မြူနစ်ဂိုးအောက်ကိုကြိုက်တယ်ဗောနော် အဲ့တော့ဒီပွဲမှာကျွန်တော် Sporting Lisbon body နဲ့ Bayern Go out ပါနော်နောက်တစ်ပွဲ Chelsea နဲ့ Atlanta Chelsea ကအဝေးကနေ level 60ပေးထားတယ်ဆိုတော့ Atlanta ကလက်ရှိမှာနီးပြအစ်စ်ဟို Ivan Juric ကြီးထွက်သွားပြီးတော့ Gilardino ဆိုတဲ့နီးပြအဲ့ဒီနီးပြမဆိုးလူငယ်လူတော်ပဲအရင်တော့ Monza တို့ဟိုဟာတို့ကန်ကင်ခဲ့တယ်နောက်ဆုံး Bologna ကိုကင်တယ် Bologna ကနေမှတစ်စင်ဒီကိုရောက်လာတာ လူငယ်ပဲဒါပေမဲ့တခုရှိတာကဒီနီးပြအတင်းကြီးကိုမကင်ဘူးသေးတော့နည်းနည်းတိုင်ပတ်နေတယ်သူအဲ့တော့ဂျီနိုအာဟိုအတ္တလန်တာကလူကောင်းနေတော့ရှိပေမဲ့သူ့လိမှာအဲ့လောက်ကြီးမဟုတ်ဘူးအခုဒီနီးပြကင်ထား၅ဘွဲရှိသွားပြီ၂ဘွဲရှုံးပြီးတော့၃ဘွဲနိုင်ထားတယ်ဆိုတော့အဲ့ဒီမှာနောက်ဆုံးဘွဲမှာဂျီရိုနာအဲဗီရိုနာ31နဲ့ ရှုံးနေပေါ့နော်အဝေးခွင်းဒီပွဲမှာကျွန်တော်မြင်တာတော့ Chelsea တည်ရင်နဲ့အနိုင်ပဲဗျအဲ့တော့ Atalanta က Gino Ao ဟို Italian Cup မှာ Gino Ao 4-0နဲ့အိမ်ကွင်းမှာနိုင်နေဗျ Atalanta အိမ်ကွင်းတစ်ချက်ကြည့်တာပေါ့နော်4-0နဲ့နိုင်နေအဲ့ဒီမှာ Gino Ao ကဟိုအနီကက်နဲ့တယောက်ထွက်သွားတဲ့အချိန်မှာ तू ကပထမ3-1-0နဲ့ပဲနိုင်တာဒါပေမဲ့အနီကက်နဲ့တယောက်ထွက်သွားမှာ3-0လိုက်သွင်းပြီးတော့4-0ဖြစ်သွားတော့နော် နောက်တစ်ပွဲကတော့ဖီရန်တီနာကို2-0နဲ့အိမ်ခွင်းမှာနိုင်တဲ့အက်ဒလန်တာဒါကလည်းပြောစရာမရှိဘူးဖီရန်တီနာဆုတ်ပြတ်နေတဲ့အနေအထားမှာဖီရန်တီနာအခုချိန်မှာဘယ်အသင်းဖြစ်ဖြစ်နိုင်နေလဲနော်ပြီးတော့တခုပဲရှိတယ်ဖရန့်ဖတ်ကိုအဝေးကွင်း0-3နိုင်တယ်ဒီပွဲကတော့မဆိုးဘူး UCL မှာပေါ့နော်ဒါပေမဲ့ဖရန့်ဖတ်ကလည်းစုံနေတာဗျအခုကအဲ့တော့ဒီညမှာအက်တလန်တာကိုအဲ့လောက်ကြီးအထင်ကြီး ကျွန်တော်တို့အထင်မကြီးတာဘူးကျွန်တော်တို့ဒီပွဲမှာချက်စီးတည်ရင်လည်းအနိုင်လို့မြင်တယ်အင်္ဂလန်အင်္ဂလန် ပြည်တွင်းဖလာပြည်တွင်းပွဲ၃ပွဲရှိပြီချက်စီးတုံတိုင်ပတ်နေရပါဘောနော်အာဆင်နယ်ရဲ့ပွဲမှာ1-1လီကိုရှုံးတယ်3-1နဲ့ပြီးတော့ဘုံမောက်ကိုတည်ရပြည်တွင်းပွဲ၃ပွဲရလက်ဆိုးနေတဲ့ချက်စီးအနေနဲ့ဒီညတော့အတလန်တာကိုနိုင်ဝါမယ်လို့ကျွန်တော်တို့ထင်တာပဲကျွန်တော်ဒီပွဲတော့ချက်စီးပေါ်ကြီးကြိုက်တယ်အေးတိတ်ပြ level ပြ60တော့ရင်းရမယ်ဗျာချက်စီးကလीအ တရေတပေါက်တော့ရှိတယ်ဒါပေမဲ့အနိုင်ဆိုရင်တော့အဲ့ဒါချိန်စီးပဲပြီးတော့အင်တာနဲ့လီဗာပူးနဲ့အင်တာမီလန် level 80ပေးထားတယ်လီဗာပူးအင်တာမီလန်အနေနဲ့လီဗာပူးကို level 80ကအစင်လာဈေးကွက်တွေအရာဆိုရင်တော့အဟူ level 80ကမိုက်တယ်ဗျာအင်တာမီလန်မိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အင်တာမီလန်ကွင်းရောက်ရင်တော့မှလီဗာပူးကကြေကျော်ထုတ်ပေးခဲ့တဲ့အနေထားဦးအရင်နှစ်တွေမှာဆိုတော့ ဒီဒီဒီမှာတော့ Inter Milan level 80ပေးထားတယ်ဆိုတော့ Inter Milan မိုက်တယ်ဆိုပေမဲ့ကျွန်တော်ဒီပွဲမှာ Liverpool ကြိုက်တယ် Liverpool မထင်မှတ်တဲ့အဓိကကဗျာ Liverpool ကဟိုကစားသမားပိုင်းဆိုင်ရာမှာ Inter Milan ထက်နိုင်တဲ့ဘက်တစ်ချမ်းမှမရှိဘူး Inter Milan ထက်အမြင့်ကြီးပဲ Inter Milan ရဲ့တိုက်စစ်ကိုတိုက်စစ်ချင်းကြည့်မလား Inter Milan ထက် Liverpool တာတယ်ကွင်းလည်ချင်းကြည့်မလားကွင်းလည်မှာဘတ်ကဘာရီလာတယောက်ပဲရှိတာ Inter Milan မှာဒီ Liverpool မှာအများကြီးအများကြီး လူငယ်တွေခန်းစစ်ချင်းကြည့်ရင်လေဟိုဗန်ဒိုက်နဲ့ကိုနာတီနဲ့ကတိုင်ပတ်နေလို့လားတကယ်ကောင်းနေဆိုရင်အင်တာမီလန်ရဲ့ SRB တို့ဟွာတို့ထက်တပါတယ်နော်ဒါကြောင့်မလို့ဟိုနောက်တစ်ခုอ่ะဗျအသင်းချင်းကလည်းဟို Serie A အသင်းနဲ့ England Premier League အသင်းဗျကျွန်တော်က England Premier League အသင်းတွေကိုကျွန်တော်ကတုံတုံတခြား league တွေနဲ့ရှင်ဘတ်တိတ်မကန်ဘူးဗျဘာလို့လဲဆိုတော့ကျွန်တော်ကအရင်တည်းကလည်းပြောဘူးတယ် ်အင်္ဂလန်ပရီးမီယာလီးဂါစူပါလိလို့ဖြစ်နေတာ။ तू ကတောင်တောင်လိချင်းတူတယ်ဆိုရင်တော့ဟိုတခြားလိတောင်တောင်အတင်းတော့ကသူ့အတင်းကသူ့လိရအတင်းကတိတ်ပြီးတော့စာမဖွဲ့ဘူးအနိုင်ခံမှုပါလေ။အဲ့လိုမျိုးဆိုတော့အနေထားချင်းကဘလို့ပြောမလဲ။ဘလို့ကွာလဲဆိုရင်ဥပမာပြောပြမယ်။ Italy Serie A ရဲ့အောက်ဆုံးကနော် Italy Serie A ရဲ့အောက်ဆုံးမှာအခုဘယ်သူရှိမလဲ။ဟိုပီဇာတို့ဘာတို့ရှိမလဲ။ ဲ့လိုအသင်းမျိုးတွေနဲ့အင်္ဂလန်ပရီးမီးယားလီးဂ်အောက်ဆုံးကအသင်းတွေပြီးကန်ခိုင်းကြည့်အင်္ဂလန်ပရီးမီးယားလီးဂ်အောက်ဆုံးမှာအခုဘန်လီလို့ပါတော့ရှိအတာလီကြီးရအစတလုံးတည်ရတွေပါပြီးဖွင့်ပလိုက်မှာပြီးအနိုင်ကန်လို့ရတယ်ထုံရင်းကောင်းမဲ့စပိန်လာလီဂါဆိုပိုးတောင်းဆိုးပါရင်စပိန်လာလီဂါရဲ့အောက်ဆုံးကလီဗန်တီးလို့ပါလို့ဆိုရင်ဟိုအင်္ဂလန်ပရီးမီးယားလီးဂ်အသင်းသေးချင်းလီနှစ်ခုအသင်းသေးချင်းဆိုလိုချင်တာလီနှစ်ခုအသင်းသေးချင်း ရှင်ကန်ရင်တော့မှအင်္ဂလန်ပရီးမီးယားလီးဂိုးပြတ်ကိုတိတ်မှာဗျအဲ့လိုအတင်းမျိုးတွေဆိုရင်လီဗန်တေးလိုဟာမျိုးဆိုရင်အဲ့လိုဟိုအောက်ဆုံးကအခုလီလိုဘာလို့ရှိတယ်မလားဂိုးပြတ်တိတ်အတိတ်ခါမှာအဲ့လီဗန်တေးလိုဘာလို့အတင်းသေးချင်းချင်းကိုလေဒါကြောင့်မလို့ကျွန်တော်ပြောချင်တာအင်္ဂလန်ပရီးမီးယားလီးအတင်းကြီးကသူတို့ရဲ့ဟိုဟိုဟာဟိုကမတူတော့ဘူးဒါကြောင့်မလို့အဲ့လိုအတင်းကြီးကိုဘက်ကံမှုဆိုရင်တိတ်တရီထားတာ တခြားလိတွေနဲ့ရှင်ပေါ့နော်တခြားလိအသင်းတွေနဲ့ရှင်ဒီညမှာတော့ကျွန်တော်ကလီဗာပူးမရှုံးတော့ဘူးလို့မြင်တယ်ဟိုတခုရှိတာလီဗာပူးကစုပ်နေတယ်လက်ရှိအနေအထားအရဆိုတော့အင်တာလည်းအိမ်ကွင်းတော်ကောင်းတာဗျာဆိုတော့အဲ့ချိန်မှာအင်တာကိုထိုးတက်ထိုးသားတက်မှာပဲအဲ့ချိန်မှာကျွန်တော်မြင်တော့လီဗာပူးကတီလောက်တော့ကန်သွားလိမ့်မယ်အဲ့ဒါဘူကီဘူကီဘက်ဘူကီအတွက်လည်းဇရာကြသွားမယ်ဆိုတော့ကျွန်တော်တော့လီဗာပူးပေါ်ကြီးကြိုက်တယ်ဒီပွဲမှာတော်တင်ဟမ်နဲ့စလာဗီယာတော့ကျွန်တော်ရှောင်ပါတယ် ဘာစီလိုနာနဲ့ဖရန့်ဖတ်နဲ့ပွဲမှာဘာစီလိုနာနှလုံး80ရှုံးပေးတယ်ဒီပွဲကလည်းဘော်ဒီဇီက၄လုံး၅နှလုံး80ရှုံးကိုပေါင်းစီ၄လုံး90ရှုံးကျွန်တော်ဒီပွဲကဖရန့်ဖတ်ဘော်ဒီကြိုက်တာဘာကြောင့်လဲဆိုတော့ကြီးရဆိုရင်တော့ဒါဘာစီလိုနာကြီးပဲရွေးကြမှာပဲဒါပေမဲ့ဒီအခုချိန်မှာအဲ့ကြီးဒီပါဒီကဘောင်မဝင်ဘူးဗျာကျွန်တော်ဆိုရင်အရင်တော့အဲ့ကြီး comparison တွေအရင်ရေးတာအရင်ပြောတာအခုအဲ့ဒါတွေမပြောတော့ဘူးတတိထားမိလိမ့်မယ် ဲ့ဒါကြီးဘောင်ဝင်အဲ့ဒါကြီးဘောင်ဝင်နေလူတိုင်းနိုင်နေမှာပေါ့ဟိုအတင်းရောက်နေဟိုဟိုအတင်းကိုဟိုပွဲမှာဟိုလိုပေးခဲ့လို့ဟိုနှစ်မှာဟိုအတင်းနဲ့ဟိုအတင်းဟိုလိုပေးခဲ့လို့ဒီပွဲမှာဒီလိုမပေးလို့ဒီလိုဒီအတင်းနိုင်မယ်ဆိုတဲ့ဟာမျိုးတွေကဟိုတွက်ထုတ်တာပေါ့နော်ကြီး comparison ကိုတင်ချာနီးရတွက်ထုတ်တာပေါ့အဲ့ဒါကြီးကဟိုကို့မှာ record တွေရှိတယ်ဒါပေမဲ့အဲ့လိုအဲ့လိုမျိုးတွက်ထုတ်လို့နိုင်နေလားဆိုအဲ့လိုလူတွေပဲရှုံးနေတာကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးဟိုအရင်ကရှုံးခဲ့ဘူးတာပေါ့နော် ဒါကြောင့်မို့ကျွန်တော်ဂျင်းကွန်ပရီဇင်ကိုကျွန်တော်မပြောတော့ဘူးပြင်းပြင်းစရာလည်းကောင်းတယ်ဘာတွေလဲအဲ့ဒါတွေကသိတယ်မလားဆိုတော့ဟိုအဲ့လိုမပြောလို့ဟိုဂျင်းကွန်ပရီဇင်မလောက်ဘူးလားဆိုတော့လောက်ပါတယ်ကိုပေါ့ကူတော့ကိုရမာတော့လောက်တာပေါ့ဗျာနော်ဒီပွဲမှာဥမာထားပါတော့ဘိုင်ယန်နဲ့ဖရန့်ဖတ်နဲ့ပွဲမှာအာဖရန့်ဖတ်ကိုဟိုနာပိုလီကပေးတဲ့ဂျင်းနဲ့ဘိုင်ယန်ပေးတဲ့ဘာစီလိုနာပေးတဲ့ဂျင်းနဲ့ဘာစီလိုနာနဲ့နာပိုလီနဲ့ဂျာရီယာဂျင်းကွန်နက်ရှင်နဲ့ပြန်ရှင်တဲ့ဟာမျိုး ဒါမျိုးတွေကတော့လုတ်တယ်ဗျာမလုတ်ဘူးမဟုတ်ဒါတွေကကျွန်တော်တို့တက်ကအင်စာတွေပဲမလုတ်လို့လည်းမရဘူးဒါပေမဲ့အပြင်ကို public ကိုတော့မပြောတော့ဘူး public ကိုထုတ်ပြီးတော့မပြောတော့ဘူးနော်ကိုယ့်ဘောက်ကိုအိမ်မှာပဲလုတ်လိုက်တာအင်စာပေါ့ဆိုတော့ဒီပွဲမှာတော့ကြီးရဆိုရင်တော့ဘာစီလိုနာနှလုံး80ရှုံကြီးတော်တော်ပြင်းတာဒါပေမဲ့တခုရှိရလက်ရှိအနေနဲ့မှာဘာစီလိုနာ Frankfurt လို့စုပ်ပြတ်နေတဲ့အသေးမပြောနဲ့ Frankfurt ဆိုတာဗျာဟို အင်ကွင်းမှာတော့အက်တလန်တာကို03နဲ့ရှုံးတဲ့အသင်းလက်တလောမှာပဲလိုက်ဇက်ကို60နဲ့ရှုံးထားတဲ့အသင်းအဲ့လိုအသင်းမျိုးမပြောနဲ့ဘာစီလိုနာဆိုတာဟိုခြေတက်နေပါလေဆိုရယ်ဘက်တစ်ကိုတော့အဝေးကွင်းမှာ35နဲ့နိုင်အောင်ကန်ထားတဲ့အသင်းနော်အီဒီကိုတရေတော်မဟုတ်ဘူးအနိုင်ကြီးပဲတောက်လျှောက်ကန်နေတဲ့အသင်းကိုဥချိုးပြီးတော့31နဲ့ဥချိုးထားတဲ့အသင်းပြဆိုတော့ဒီ Frankfurt လိုအသင်းမျိုးဘာကိစ္စဟိုဂိုးမပြတ်ရမှာတကယ်ကန်ရင်တော့ ဒါပေမဲ့ကျွန်တော်ကတော့ဂိုးမပြတ်ဒီပွဲကဟိုထိုးသားကဘာစီလိုနာပဲတက်မှာဒီပွဲကဟိုဒီညမှာဟိုကွက်ပြောက်ပြသည်လားဘူကီကဆွဲဆားမယ်ပွဲကျွန်တော်တို့ဒီပွဲ Frankfurt Body ကြိုက်ပါတယ် PSV နဲ့ ADCO နဲ့ PSV နဲ့ ADCO မှာတော့ကျွန်တော်ကိုပေါင်းအပေါ်ကြိုက်တယ် ADCO အနေနဲ့ဒီညမှာနောက်တန်းမှာအားထရရတဲ့အထူးသဖြင့်ပေါ့နော်သူ့ရဲ့နောက်တန်းရဲ့အဓိကအားထရအဲ့ Jose Jimenez ဲ့ကောင်ဒီညမပါနိုင်ဘူး langlet မပါနိုင်ဘူးဒါပေမဲ့ ED ကအဝေးကွင်းရောင်ဂိုးကတော့ပူစရာမလိုဘူး PSV အိမ်ကွင်းရောင်ဂိုးပေးဂိုးယူရှိတယ်ဆိုတော့ ED ကဂိုးရမှာ PSV ကလည်းဂိုးရမှာအဲ့တော့ body size က level 30ဂိုးပေါင်းကြီး3လုံး20ရှုံအနေထားမိုက်တယ်ဆိုတော့နောက်တစ်ခုရှိတာ PSV ကဒီပွဲကိုသူကတည်ရောမဟုတ်အနိုင်ကမ်းမဲ့အနေထားရှိတယ်။ဘာကြောင့်လဲဆိုတော့ PSV ကဒီပွဲပြီးသွားရင်လက်ချန်2 UCL လက်ချန်2ပွဲက နျူကာဆယ်ကွင်းသွားကန်မှာဗျာအဲ့ပွဲလေသူအမှတ်မရရစရာအကြောင်းမရှိဘူးပြီးဝိုင်သူအိမ်ကွင်းမှာဘိုင်အမြူနစ်နဲ့ကန်မှာဘိုင်အမြူနစ်ကလည်းသူ့ညားမှာမဟုတ်ဘူးအိမ်ကွင်းမှာဆိုတော့နောက်နှစ်ပွဲက PSV ကအမှတ်က0ဗျာ6မှတ်ရ possibly အဲ့လို6မှတ်ရမယ့်အနေအထားကနေ0လို့တောင်တွက်လို့ရတယ်အဲ့တော့ဒီညမှာ तू ကအမှတ်ပြီးစရမှာအဆင့်ဟိုဟွာပဲရှိသေးတာရှစ်မှတ်နဲ့နော်အောက်ဆုံးကဟို24အတွင်းတည်းဝင်တဲ့ အောက်ဆုံးအသင်းပတ်ဖို့စ်တောင်6မှတ်ရနေပြီဆိုတော့ PSV ကဒီညအနိုင်ဖောင်ဖြတ်ပြီးအနိုင်ကံမယ်လို့ကျွန်တော်တို့မြင်တယ်အဲအထူးဖြင့် AD ကိုရက်လက်တွေဆိုးပြီးနည်းနည်းဖောင်ပြတ်နေတဲ့အချိန်လည်းဖြစ်နေရောလीဆိုတော့ဒါပေမဲ့ AD ကိုရဲ့အဝေးကွင်း တုံ့ပြန်မှုကလည်းရှိသေးတယ်ဆိုတော့ကျွန်တော်ကဒီပွဲမှာတော့ကိုပေါင်းအပေါ်ကြိုက်တယ်နှစ်သင်းလုံးဝမ်းဝမ်းကနေစကြည့်ရမယ့်အနေအထားမျိုးပေါ့နော်ဝမ်းဝမ်းကနေစကြည့်ရမယ်ပြီးတော့ Union Saint Gallants နဲ့ Marseille နဲ့ဒီပွဲမှာတော့ကျွန်တော် Ancient Saint Gallants body ကြိုက်တယ် မာစီ level 30ကတော့မဟုတ်ဘူး junior saint colas ကလက်ရှိ belgian ရဲ့အဆင့်1မာစီယာဟောမာစီယာလက်ရှိပြင်သစ်ရဲ့အဆင့်2ဗျအဆင့်2နဲ့တူတယ်နော်အဆင့်2လား3လားမသိဘူးကျွန်တော်ထင်တော့2နဲ့တူတယ်ထားပါတော့နော်အဲ့တော့မာစီယာအနေနဲ့နောက်နောက်တစ်ခုကဒီမာစီယာအဆင့်3ဗျနော်ဆိုတော့မာစီယာပြင်သစ်လီယာ belgian လီထက်အဆင့်မြင့်တယ်ဗျာ လိအစင်တမြင့်တယ်ကြီးတတ်မှတ်ချက်ရလည်းမြင့်တယ်မာစီဒီထက်ပူပေးရမယ်ဘာကြောင့်လဲဆိုတော့ Union Saint Gallens အိမ်ကွင်းမှာရှုံးထားတာ UCM မှာမာစီအနေနဲ့ဒီထက်ပူပြီးပေးရမယ် level 30ရတော့ကျွန်တော်တို့မာစီနိုင်ဘူးနိုင်ဖို့မမြင်ဘူးပြီးတော့ဒီဘွဲကကြီးရလည်းဘာမှ tricky trick မူရမာယာများစရာအကြောင်းမရှိဘူး ဒီပွဲကကြီးမှန်တယ်လို့ကျွန်တော်တို့မြင်တယ်အကယ်၍ဒီကြီးမှန်ခဲ့ရင်မာစီးဒီတရေတောင်ရဖို့မလွယ်မာစီးအရှုံးပဲ Union Saint Gallen's body ကြိုက်တယ် Monaco နဲ့ Galatasaray နော်ဒီပွဲခတ်တယ်ဒီပွဲရှောင်မယ်ဆိုတော့ okay ကျွန်တော်အကြိုက်တော့ရွေးပြီးသွားပြီဆိုတော့ Kyren နဲ့ Olympia Cos မှာတော့မရွေးလို့လည်းမကောင်းအစောပဲဖြစ်နေဆို Olympia Cos body ပါပါကြိုက်တယ်ဗျဟူ clones อืมပြား20 လက်ရှိတော့တလုံး15ပြရှင်အဲ15ပြရင်းရမှာဗောနော် Olympia course ဒီပွဲမနိုင်ရင်လဲသူက UCL ကထွက်ကမှာဟိုဒါပေမဲ့ဒီပွဲတော့အနိုင်ခံလိမ့်မယ်လို့မြင်တယ်သူလက်ရှိအနေထားနဲ့မနိုင်စရာလည်းအကြောင်းမရှိ Olympia course ကြိုက်ပါတယ်နော်အဲ့တော့ Olympia course ရေ Bayern Munich go out ပြီးတော့ Sporting Lisbon body ကျွန်တော်အကြိုက်ဗောနော် ပြီးွားရင် Chelsea body Liverpool body Spurs ဝယ်ရှောင်းနေ ဘာစီလိုနာပွဲမှာ Frankfurt body PSV နဲ့ Atletico မှာဂိုးပေါင်းအပေါ် Saint Gallens နဲ့ Marseille မှာကျွန်တော် Ancient Saint Gallens body ဆိုတော့ဒါကျွန်တော်ရဲ့ဒီညအကြိုက်ပေါ့နော်အကြိုက်ဒီပါဆိုတော့အဲ့ထက်မှာထိုးသားနောက်ထောင်သူထိုးသားအနေနဲ့ကိုယ်နဲ့အကြိုက် တူတဲ့ဟာကိုယ်နဲ့အတွေးခေါ်ကျွန်တော်အတွေးခေါ်ရလေချပြခဲ့ရတယ်အဲ့ဒါနဲ့အကြိုက်ကိုယ်နဲ့အတွေးခေါ်ခြင်းတူတယ်ကိုယ်နဲ့အကြိုက်ချင်းတူတယ်ဆိုရင်တော့ဆော့ကြည့်ပေါ့ ဆိုဒီတဲမှာ ကျွန်တော်ရဲ့ VIP ဒီည VIP ထိုးွက်တရလေဒီထဲရပဲကျွန်တော်ကဒီ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 ဘောင်ထဲရပဲသွားတာတခါလေညနေအစောကြီးဗီဒီယိုလုတ်ထားတယ်ညကြေးပြောင်းမှသာနည်းနည်းပြောင်းရင်ပြောင်းတာတခါလေတော့ပြောင်းတယ်ဒါပေမဲ့အများအဖြစ်ကတော့ဒီထဲရပဲကျွန်တော် VIP ထိုးွက်ဒီထဲရပဲ Telegram တစ်ကလည်းဒီထဲရပဲထွက်တာနော်အဲ့တော့ဟိုကျွန်တော်တို့ဒီညလေးသိန်းပေါင်းကတော့ကျွန်တော် Telegram မှာတင်ပေးထားပါတယ်နော် Telegram link ကဒီ video အောက် comments မှာပါပြီးတော့ကျွန်တော်ရဲ့ VI အ Telegram လက်ဆောင်တပွဲလေး Telegram မှာတင်ပါဦးမယ်เนาะအဲ့တော့အားလုံးပဲ good luck ပါကျွန်တော် Telegram မှာပြန်ဆုံပါမယ်เนาะ Telegram လာခဲ့ပါ